Python ရဲ့စမှာတော့ project ဖွဲ့ဝင်၄ယောက်ပါတီလုပ်နေကြပြီးဆရာမစူမဲရီကအရက်ကိုရှယ်တောင်းနေပါတယ်။ Hiroka ကလည်းသူဘာလို့ပေးရမလဲပြောနေပြီး Akita ကဘာလို့ဒီနေ့စိတ်ကောင်းဝင်နေတာလဲမေးတော့သူက project ဖွဲ့ဝင်မဟုတ်ပေမဲ့ပါတီမှာပါဝင်ရလို့ဆိုပြီးပြောပြနေပါတယ်။ Akita ကလည်းသူစားနေတာလားတကယ်လားလို့တွေးနေပါပြီ။နောက်တစ်ခါမှတော့ Akita Moshiro ရဲ့အရှိကနေဘဲကိုမထွက်လာမချင်းတီးနေပါတယ်။ မိုရှီရိုကလည်းနားညည်တယ်လို့ပြောနေပြီးအာကီတာကတော့နောက်ပတ်အသောညနေသူတို့စီမှာစားတော့ဝယ်ရှိတယ်လာပေးနိုင်မလားလို့ပြောတော့မိုရှီရိုကလည်းတကားကိုပြန်ပိတ်လိုက်ပါတယ်။နောက်တော့ကျောင်းမှာပြတာပြီးအာကီတာကပြောစရာရှိတယ်ဆိုပြီးစာရွက်နဲ့ရေးပြီးပြစ်လိုက်ပါတယ်။မိုရှီရိုကလည်းဂီယူဆိုင်ပုံမရပါဘူး။နောက်တော့ကျောင်းဆင်းချင်းမှာလည်းထပ်ပြောမှုလို့တော့စကားမပြောနဲ့ဆိုပြီးထွက်သွားပါတယ်။နောက်တစ်ခါလူကြားထဲမှာထပ်လိုက်ပြောတော့လည်းအငင်းခံလိုက်ရပါတယ်။ နောက်တစ်ခါမှာတော့အီရိုကာနဲ့ဈေးဝက်ထွက်နေပြီးအီရိုကာကအသားလုံးဆိုင်ကို တွေ့ပြီးအသားလုံးစားကြည့်လိုက်ပြီးကြိုက်သွားပါတယ်။အာဂီတာကိုလည်းကြွေးမွန်လုံးနေပြီးအာဂီတာကငင်းနေတော့အီရိုကာလည်းစိတ်မကောင်းတဲ့ပုံစံမျိုးလှုပ်ပြနေတော့အာဂီတာကလည်းမတက်နိုင်လို့စားလိုက်ရပါတယ်။အာဂီတာကဈေးဝက်နေချိန်မိုရှီရိုကသူ့ကိုမုန်းတယ်နဲ့သေလိုက်ဆိုတဲ့စကားပဲပြောတယ်လို့ပြောပြနေပြီးအီရိုကာကလည်းထပ်ကြိုးစားကြည့်ပေါ်လို့ပြောနေပြီးအချိုရီဘူးကိုလှမ်းယူလိုက်ချိန်ချောကျသွားလို့အာဂီတာကလမ်းဖမ်းပေးလိုက်ရပါတယ်။အီရိုကာကလည်းရှက်နေပြီမှမချက်ချင်းအောင်ဆောင်ပြီးစကားလမ်း ်းကြောင်းလေးလွှဲနေပါတယ်။ဂီတာကလည်းမိုရှီယိုကိုရောက်ခေါ်မယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဘရာသာတို့ကျွန်တော်ကိုအားပေးခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ off single TikTok event အကောင့်လေးကိုလာပြီးတော့ follow ပေးကြပါဦး။အကောင့်ရဲ့ link ကိုတော့ YouTube bio မှာချထားပြီးပါတယ်။နောက်တစ်ခါမှာတော့ကြောင်းကျင်ပြီးသွားပြီးအာဂီတာကမိုရှီယိုကိုစကားပြောမှုလှုပ်ချိန်မိုရှီယိုကထွက်သွားပါတယ်။အာဂီတာကလည်း project အဖွဲ့ဝေးတွေကိုဖောက်ဆက်လိုက်ပြီးတခုခုကိုလှုပ်တော့မယ်ဆိုပြီးပြောနေပါတယ်။ပြီးတော့မိုရှီယိုပြန်တော့မယ့်အချိန်အာဂီတာကရောက်လာပြီးပါတီကိုမလိုက်ပေမဲ့အတူတူပြန်လို့တော့ရတယ်မလားလို့ပြောတော့မိုရှီ ီရိုကလည်းထွက်ပြေးသွားပါတယ်။အာဂီတာကလည်းရောက်ခုံးပဲဆိုပြီးပြေးလိုက်သွားကမိုရှီရိုကလည်းမောလို့ခဏနာနေချိန်အာဂီတာကရောက်လာတော့မိုရှီရိုကဘာလို့သူ့ကိုအဖက်လုံးနေတာလဲအာဂီတာက "तू မရှိလဲဖြစ်တယ်မလား"လို့ပြောလိုက်တော့အာဂီတာကလည်းအနာကိုကတ်လာချိန်မိုရှီရိုကလည်းချော်ကြသွားပြီးအာဂီတာကလည်းလမ်းဆွဲလိုက်ပေမဲ့သူပါချော်ကြသွားပါတယ်။အာဂီတာကလည်းမိုရှီရိုကိုအစင်ပြေလားဆိုပြီးလှမ်းကြည့်လိုက်ချိန်ထန်းစရာပုံစံလေးဖြစ်နေတော့ဆန္ဒကိုတိတ်ခါနဲ့ထိမ်းပြီးဟိုဘက်ကိုလှည့်လိုက်ရပါတယ်။မိုရှီရိုကလည်းရှက်ပြီးနှာဘူးကောင်လိုခေါ်ကထားသွားတော့မဲ့ချိန်နောက်တစ်ခါ ော်ကြသွားလို့အာဂီတာကဖတ်ထားပေးလိုက်ရပါတယ်နောက်တော့လေတူတူထိုင်ပြီးစကားပြောနေကအာဂီတာကငါတို့ကတကယ်ရည်သားတွေလို့ပဲလို့ပြောနေပြီးမိုရှီရိုကလည်းရည်နေကအာဂီတာကတော့မိုရှီရိုပြုံးတာအခုမှမြင်မှုတယ်လို့စိတ်ထဲကနေပြောနေပါတယ်မိုရှီရိုကလည်းသူကအာဂီတာကိုမမုန်းပါဘူးသူကလည်းမမုန်းသွားနဲ့တော့လို့ပြောနေပြီးသူကအာဂီတာတို့ရဲ့တကယ်ကြီးကြမှာဝင်လိုက်ရင်ဆဲအောင်ရှက်ဖြစ်နေမလားဆိုပြီးစိတ်ထဲကရှိတဲ့စကားတွေထုတ်ပြောတော့အာဂီတာလည်းမိုရှီရိုရဲ့စိတ်ကိုနားလဲသွားပါတယ်နောက်တော့တူတူအိမ်မြလာနေရင်မိုရှီရိုကခေါ်ပြတာကိုကျေးဇူးတင်ပေမ မယ်သူမလိုက်ခြင်းတဲ့အကြောင်းကိုပြောပြနေပါဗါအာဂီတာကလည်းမတတ်နိုင်တော့ပဲနောက်တစ်ပတ်ကျရင်တော့သူ့ကိုကောင်းကောင်းဆက်ဆံလို့ပြောနေပြီးမိုရှီရိုကတကားကိုဖွေးမို့ကြီးလိုက်တဲ့တကားကပွင့်နေတာကိုတွေ့လိုက်ရပါတယ်ဒါကြောင့်အာကီတာကလည်းအရှိကနေဝင်သွားကြည့်လိုက်ပြီးမိုရှီယိုကိုအရှိကနေဝင်ခိုင်းကြည့်လိုက်တော့အခန်းထဲကအသေးဆောင်တွေတဲ့သူတွေကကြိုးစိုးပါတယ်ဆိုပြီးပြောလိုက်ရင်လည်းပဲအပိုင်းသုံးလဲပြီးဆုံးသွားပါတယ်